ကဲတမတင်းထဲမှာလည်းပါလာပြီတားနှစ်ယောက်ကိုစစ်မှုထမ်းပေါ်တာဆွဲပြီးတော့ဖမ်းပြီးတော့ရှေ့တန်းမှာအသေးခံခိုင်းတယ်တားငယ်ကဆေးုံရောက်နေတယ်တားကြီးကရှေ့တန်းမှာနှစ်နှစ်ပြည့်တော့မယ်အခုတခါထပ်ပြီးတော့ဖေဖြစ်တဲ့သူကိုထပ်ပြီးတော့ဖမ်းတယ်အဲ့တော့ဖမ်းတော့ခင်ပိုးနဲ့တားနှစ်ယောက်ကိုဖမ်းပြီးရပြီကြံမိခဲ့တဲ့ခလေးရတယ်ဓမ္မကြီးအောင်တအုပ်ကြီးနော်အဲ့တော့ဒီနေ့ ဒီနေ့အခု online ပေါ်မှာဒီလိုသတင်းမျိုးတွေကြတော့ပြောမဲ့လူမရှိဘူးเนาะဟိုပြည်တွင်းထဲမှာလီလူမရလူတဲ့သတင်းအဲ့အဲ့ဒီမိန်းမအကောင်လုံးကဘောမတွေကြီးပဲเนาะဒီမင်းအောင်နိုင်တမီခင်တီးတက်မုံနဲ့အပေါင်းပါအကောင်လုံးတောက်ထဲသူတို့စပ်ပြက်တနာဖြစ်လာမှာစပ်ပေါ်တွေ line ပေါ်မှာဖြစ်နေကြတာအဲ့ဒါသူတို့ရဲ့ကိုယ်ရေးကိုယ်တာပြက်တနာတိုင်းပြည်အတွက်တကယ်နစ်နာနေတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုဝင်းရံရမှန်းမတိတဲ့သူကများတယ် ဒါပေမဲ့အခုဒီတဲမှာတမအလုံးတိမှာပါဒီထိုင်းနိုင်ငံမှာအလုံးလုံးရင်းနဲ့နော်ဗီဒီယိုဖိုင်လေးတွေရိုက်တယ်အစားပလော့တွေပေါ့နော်အဲ့ဒီဟာတွေရိုက်တဲ့ကိုတန်းဦးဒါဒီလူတွေဗီဒီယိုဖိုင်ကျွန်တော်ကြည့်လည်းမကြည့်ပါဘူးဆိုတော့ကိုနဲ့ line ချင်းမတူဘူးအဲသူတို့တွေကသူတို့ကသူတို့စားစားပြရတယ်နောက်ပြီးတော့တခုစားရင်သူကတမန်ကြီးကိုသူ့မျက်နှာကိုမက်ရှော့ပြီးတော့ဟုတ်ကဲ့လို့ပြောပြီးတော့အဲအဲ့ဒီရဲ့တော်နေကနေတပြေးပြေးနဲ့လူတိလာတယ်ဆယ်လီဖြစ်လာတယ် အဲ့တော့ထိုင်းမှာဆယ်လီတွေအများကြီးရှိတယ်။ထိုင်းပြည်အခြားစင်ကာပူတို့မလေးရှားတို့ကိုရီးယားဂျပန်စသဖြင့်အွန်လိုင်းပေါ်မှာရှုထောင့်ပေါင်းစုံနဲ့နာမည်ကြီးနေတဲ့ဆယ်လီတွေအများကြီးရှိပါတယ်။နော်။ကိုယ့်ရဲ့ဘယ်လိုပြောမလဲ။ကိုတန်တန်ရလမ်းကြောင်းတွေကနေလာရင်းနဲ့အဲကပြရင်းနဲ့ဆယ်လီဖြစ်တဲ့လူရှိမယ်။စကားပြောရင်းနဲ့ဆယ်လီစသဖြင့်ပေါ့ဒါဒါအဲ့ကိုတန်ဦးဆိုလေဒါတူတခုခုကိုအဲ့လိုမိန်ငိုင်းရှိန်ကစားပြရင်းနဲ့သူ့ဗီဒီယိုတွေလူကြည့်လာတယ်လူတိလာတယ် ဲ့တော့အဲ့ဒီထဲမှာဆယ်လီတွေဟာခုနကပြောတော့နိုင်ငံရေးဆိုတဲ့အရာကိုလောက်တဲ့ဆယ်လီလောက်ပါတယ်မလောက်ဆယ်လီတိုင်းမလောက်ဘူးမပြောပါဘူးလောက်တဲ့ဆယ်လီလောက်တယ်ဒါပေမဲ့တချို့တလေဆိုရင်ကိုနဲ့မဆိုင်တယ်လို့ပဲအဲ့တော့အခုလိုမျိုးပွဲဖြစ်ရှာတဲ့ပြဿနာတွေဆိုရင်တော့အဲအဲ့ဒီဆယ်လီအရှိဆုံးကပါအဲအရှိဆုံးကသူတို့ကိုဘဒူးမှတရင်ပို့စရာမလိုဘူးအဲ့ဒါဆိုသူတို့ရတယ်ဒါပေမဲ့ဒီလိုမျိုးတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အရာထွက်မပြောပါဘူး ထိမှအရန်ကြောက်တယ်ကျွန်တော်တို့ကမကြောက်ဘူးလေကြောက်တာပေါ့နိုင်ငံရေးဟာကြီးဟိုဗျအလကဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ငံရေးမှာပါဝင်ပြီဆိုရင်တစ်ဖက်ကချိန်နေမုံပြီနော်ဒါရှင်းကြလေမှန်နဲ့ပဲပဲပါပါမှားနဲ့ပဲပဲပါပါတစ်ဖက်ကတော့မုံပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအမုန်းခံနော်အညိုညင်ခံမှာကြောက်နေလို့ရှိရင်ကျွန်တော်လူမလုံးနဲ့တော့လေကျွန်တော်တို့နေမဲ့တိုင်းပြည်ကိုကျွန်တော်တို့မှမတီဆောက်ရင်ဘယ်သူကလာတီဆောက်ဝေးမှာလဲ အမေရိကန်နဲ့လာတိဆောက်ပေးဘူးဂျပန်နဲ့လာမတိဆောက်ပေးဘူးကျွန်တော်တို့မြန်မာပြည်သားတွေပဲတိဆောက်ကြမှာအခုဒီနေ့တမန်ကြီးဒီလိုဖြစ်နေတဲ့ပြဿနာဟိုကောင်မှတန်တာမိုးမြတာဘယ်လိုလဲသူတို့လင်လူတဲ့ပြဿနာငါးတန်းမဆောင်ပါဘူးကျွန်တော်တွွတ်ညံနေတဲ့ line ပေါ်မှာတခုတင်လိုက်ဒါပဲတက်လာနော်ဒီလိုသတင်းပြောနေကြတော့ပြောမဲ့လူရှိဘူးတမန်ကြီးဘူးနော်ဒီမှာကိုတန်းဦးဖတ်ပြတင်ထားတာလေးကျွန်တော်အရင်ဖတ်ပြမယ်ကျွန်တော်ကနိုင်ငံရေးစာသားနဲ့ပုံတွေတင်လို့အားချောင်းနေဆိုပြီးအားမပေးတော့ဘူးဆိုလဲ ျွန်တော်ပြုံးပြုံးကြီးခံမမယ်ဘဒုမအားပေးမှုအယော့ခံပြီးအကောက်အနာခံပြီးမတင်ပါဘူးတော်လန်ရေးဆိုတာလေထောက်ပံ့မှဝင်တိုက်မှတော်လန်ရေးမဟုတ်ပါမတရားမှုတွေမိမဲ့ဇယိုက်တွေအုပ်ဆိုးလေတမြစိတ်မကောင်းတာတွေ့တွေ့ရတော့ဝမ်းနည်းမိတယ်တဲ့နော်အဲ့တော့ကိုတန်းဦးဆိုတဲ့လူဟာထိုင်းနိုင်ငံမှာလာပြီးတော့အခြေခံအလုပ်ကိုလာလုပ်နေတဲ့လူတယောက်ပညာရှင်ကြီးเนาะဘွဲ့ရပညာတတ်ခါတထင်းကြီးမဟုတ်ဘူ ာမန်လက်လုံလက်စားကိုလိုတုလိုလူတယောက်ဒါပေမဲ့ဒီလူရဲ့အုံနောက်အတိတဲမှာဒီလူအတိတရားရှိနေတာဟာဒီလူရဲ့တန်ဖိုးပဲနော်လေးစားတယ်နော်ဘုလက်ပြောနေမဲ့တကယ်လေးစားတယ်ကျွန်တော်အကောင်းပြောတာပါဘာဖြစ်လို့လဲကျွန်တော်တို့ထင်မကျော်ကြားတဲ့လူတွေဆိုတာကရိုးရိုးတာမန်လူစကားတစ်လုံးပြောရင်လူ9ယောက်10ယောက်ထန်ကုန်ကြည့်တရားပေါ့ဟုတ်တယ်နော်အဲ့ဒီတရားလည်းကိုရင်ကပြောသလိုကြော်ရင်ကြော်ရမယ်ဒါပေမဲ့ ဆယ်လီတယောက်ကစကားတစ်လုံးပြောလိုက်မယ်ဆိုအဲ့ဒီဆယ်လီတယောက်ကအနောက်မှာအ ਨੇ ဆုံးလူထောင်ချီတောင်းချီရှိတယ်ဒါရှိချင်းလေအဲ့တော့ကျွန်တော်တို့နိုင်ငံအခုမတရားမှုတွေကိုပုံတံမျိုးစုံနဲ့ပြည်သူတွေကပြုတ်ကျခံနေရတယ်တချို့တလေဆယ်လီတွေကိုနဲ့မဆိုင်သလိုပဲဟမ်ဒီနေရာလေးကချို့နေဆိုရင်မဆိုင်သလိုမဟုတ်ဘယ်နေရာနာမည်ကြီးရမလဲလိုက်ချောင်းနေတယ်နိုင်ငံဘာဖြစ်လဲသူတို့ခေါင်းထဲမရှိဘူးနော်စဉ်းစားကြည့်အဲ့ဒါတွေကဖြစ်နေတာဒါကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးစောက်စရာကြီးလုပ်ပြီးတော့ ိုတိကိုတက်နဲ့ပြောနေတာမဟုတ်ဘူးမတရားမှုကိုအခုကိုတိုင်ဦးပြောရစကားလေးကြည့်လိုက်နော်တော်လှန်ရေးဆိုတာလည်းတဲ့ထောက်ပံ့မှဝေတိုင်းမှတော်လှန်ရေးမဟုတ်ပါမတရားမှုတွေမင်းမဲ့စရိုက်တွေအုပ်စိုးလေတမြစိတ်မကောင်းတာတွေ့တွေ့ရတော့ဝမ်းနေမိတယ်တဲ့နော်ဒါတကယ်သူညင်တဲ့ကအယိုးကန်နဲ့သူပြောရတာအဲ့တော့ကိုတိုင်ဦးနိုင်ငံရေးတင်လို့အာမပေးဘူးဆိုတဲ့အတန်းစားကမင်းတို့တော့ပြောတာရှက်တိုင်းလဲနေလို့ရတယ်နော်တန်းဦးချီပြောတဲ့ချီမင်းတို့ကြွေးရမယ် အဲ့ဒီသူတော့ပြောတဲ့အတန်းစားနော်ကိုမလုံနိုင်တဲ့အလုပ်နော်ဘဒူးမှအမုန်းခံပြီးမလုံချင်ကြဘူးဗျာနော်အဲ့တော့ဒီမှာဒီမှာဒီတနေ့တော့ကြောက်ကြည့်ပါမယ်ကျွန်တော်ကျွန်တော်ပြမယ်နော်မကြည့်ပါမကြည့်ပါဘူးဒီမှာတမိတိတွေတော့ကတော့တော့ကြမ်းမာလေးဒီကြမ်းမာလေးတွေနဲ့ကျွန်တော်ဘယ်လိုလုပ်ကြမလဲဖေးလို့လည်းခေါ်သွားတယ်တန်းနဲ့ရောက်ကိုလည်းခေါ်သွားတန်းနဲ့ရောက်ကနှစ်နှစ်ပြည့်တော့ တားလက်ကလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်။ခုနလားရှိပြီ။အခုတားအကြည့်လေးဆိုလဲခြေထောက်ဝင်သွားနေရတယ်။နည်းနည်းပြေတော့မတားနဲ့ရပလို့အဲ့ဒါကဘယ်ရမပုံနေလဲဘို့လို့ဆိုပြီးတော့ခြောက်ကိုသွားလိုက်တယ်။မပုံနေရုံအဝါလေးမှလည်းတိုင်ဆိုရကားပေါ်နေအတိဆိုရတယ်။ကျမလိုက်တော့ကျမကိုတန်တတ်နေတဲ့ထုမဲ့ဆောင်းမဲ့တစ်ခုချင်းနဲ့ တားတွေနဲ့ဖေးနဲ့တွဲရိုက်ထားတဲ့စစ်တပ်ဘုံတွေပြလဲမရဘူးအိမ်အောင်သူစရားတွေပြလဲမရဘူးခြေတလုံးခတ်လဲမရဘူးတတ်မရိုက်နဲ့တကယ်တည်းအတင်းမောင်းလို့တဲ့ဆွဲအတင်းတွန်းလို့တဲ့အဲ့ဒါကဘယ်လိုလုပ်စမ်းမလဲဒီမှာမကြည့်ပါကဲကြည့်ပါဦးဗျာကြည့်ဒီမှာကြည့်ဒီလိုဟာမျိုးတွေကိုကြည့်တော့ဒါတကယ်ကာယကရှင်ကိုယ်တိုင်ပြောထားတာတားနှစ်ယောက်လည်းဖတ်ပါသွားပြီ မြန်မာပြည်မှာခရိုနီတွေတပုံးရှိတယ်ဘယ်ခရိုနီတာနမီစစ်ထဲကိုရှေ့တန်းလိုက်တာဘယ်စစ်မုံချုပ်တာနမီရှေ့တန်းကိုပါတယ်ဟမ်အဲ့ဒီဘယ်ဘောမမအေလိုးတွေမြောက်ပေးနေတာရှိတယ်စစ်မှုထမ်းဦးတွေထွက်တဲ့အချိန်မှာဟမ်မင်းတို့တွေကနှစ်နှစ်ပဲစစ်မှုထမ်းမှာဘာဖြစ်နေတာလဲရှေ့တန်းမထွက်ကဘူးကင်းမဲဆောက်ကမှလို့ပြောခဲ့တဲ့ပါဇက်ပေါက်တွေဘယ်ကောင်တောင်းဝယူလဲဒီမှာကြည့်တားနှစ်ယောက်ကပါဝူပြီးကြံခဲ့တဲ့ဖေးပါထတ်ဆွဲတယ်ဟမ်ဘလောက်မှိုက်ရဲဘလောက်လူမဆန်နဲ့ပြုတ်ကျနေတဲ့တိုင်းပြည်မှာ ီကာလမှာကိုနဲ့မဆိုင်တယ်လို့ဒီဘက်ကမိုးရိုးကိုဘက်ကရွှေအိပ်ပဲဆိုရင်တော့အဲ့ဒါဒီနိုင်ငံအတွက်အောက်တန်းစားပြည်လူပဲရှင်းရှင်းလေးပဲเนาะအဲ့တော့ကြည့်ပါကျွန်တော်တို့တိုင်းပြည်မှာလူတန်းစားပေါင်းစုံရှိတယ်ဒါပေမဲ့အခြေခံလူတန်းစားတွေဘလောက်များတယ်အဲ့ဒီအခြေခံလူတန်းစားတွေဘဝအခုဘလို့ဖြစ်နေတယ်เนาะဒါအခြေခံလူတန်းစားဒါအခြေခံလူတန်းစားပဲဖြစ်နေတာလားပြန်ကြည့်ရောရုပ်ရှင်အတိုင်းဝိုင်းဒါရုပ်ရှင်အတိုင်းဝိုင်းဆိုတာနိုင်ငံထင်ပေါ်ကြော်ကြားတဲ့တူတယ် စစ်ဘုံချုပ်တွေနဲ့ပနာယူမလားအစိုးရဝန်ကြီးတွေနဲ့ပနာယူမလားအဲ့ဒါလို့ဒူတွေကအခုဖွင့်ဖွင့်ပြူးလေးမှာတွေ့တူဗီဒီယိုရိုက်နေတယ်နော်တရုတ်ဆောင်တယောက်ကသူ့လုံဒူလုံနေတာလေတော်နိုင်ရင်ပဲတဲ့သူပါတာမဟုတ်ဘူးဟမ်ဘာမှတော်နိုင်သမားနေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့တော်နိုင်ရုပ်ကူညီပါဝင်နေတာလည်းမဟုတ်ဘူးကိုလုံးမှကိုစားရတယ်ဆိုလို့ကိုလုံးဖို့ကိုစားဖို့အတွက်ကိုလုံးနေကြတယ်ရန်ကုန်ကနေလက်ဖမ်းခေါ်ပြီးတော့ခံဝင်ထိုးခိုင်းတယ်သူတို့ရဲ့ပောက်ပန်း40ဒီ အတူရောက်ရွေးကောက်ပွဲမှာဘွာသားဖျံဖို့လာခိုင်းတယ်အဲ့ဒါကိုလုံးမကိုစားရတာအဲ့ဒါတွေကကြည့်ပါကိုယ့်အိမ်တကားခေါက်မှကိုထတ်လို့လို့မရပါဘူးစစ်မှုထမ်းဥပဒေမထွက်ခင်တည်းကကျွန်တော်ထိုင်းနိုင်ငံမှာ PSC network တည်ထောင်တာဖွင့်ဝင်လင်းလင်းပြောရရင်တော့စစ်မှုထမ်းဥပဒေမထွက်ခင်စစ်မှုထမ်းဥပဒေထွက်တော့မဲ့အချိန်မှာကျွန်တော် PSC network တရောင်း200နဲ့ကျွန်တော် member စမတ်ကထုတ်ပေးပြီးတော့တည်ထောင်တာဒီအချားမဟုတ်ဘူးတည်သူကအနိုင်ဒီလိုမျိုးအနိုင်ကျင့်ပြီးတော့စစ်မှုထမ်းပေါ်တာဆွဲဝါး ဲ့ဒီ border ဆွဲကန်ထိတဲ့ကျွန်တော်တို့ပြည်သူဟာတိုင်းရင်းမှုတယောက်ကိုချော့ပြီးတော့ပြေးလာနိုင်မင်းတို့တိမ်းဘလောက်ဆုချမယ်စစ်တောင်းမှုတယောက်ကိုချော့ပြီးတော့ပြေးလာနိုင်တိမ်းဘလောက်ဆုချမယ်ဆိုတဲ့အစီအစဉ်လုပ်ဖို့အတွက်ကျွန်တော်တို့ဒါကိုလုပ်တာဘာဖြစ်လို့လဲတီးသူတွေကိုမတရားပြုတ်ကျင့်တာကိုကျွန်တော်တို့ရရနီးနဲ့ကာကွယ်ရမယ်ဒါဟာတိုင်းပြည်အတွက်စစ်မှုထမ်းတာမဟုတ်ဘူးသူများနိုင်ငံတွေကိုရီးယားရှိတယ်ထိုင်းမှာလည်းရှိတယ်စစ်မှုထမ်းသူများနိုင်ငံစစ်မှုထမ်းတာနဲ့မြန်မာပြည်စစ်မှုထမ်းတာတူတာ အခုတယောက်ကဆေးရုံတက်နေရတယ်ဒါရှေ့တန်းမှာဘာဖြစ်လဲမသိတာကကောင်းတယ်ဟမ်အခုစစ်မှုထမ်းအပတ်စဉ်20ကျော်သွားပြီအဲ့ဒီအပတ်စဉ်20ရက်ဘလောက်မတာပေါ်လို့ဘလောက်ကျန်တယ်ခင်ဗျားတို့ကြင်ညာဘူးလားတိဘူးလားဒါတွေအားလုံးကကိုယ့်အိမ်ရှေ့ကိုရောက်လာမှအမလေးငိုဟဲကြီးရထပ်ဖြစ်လို့မရဘူးဓမ္မကြီးဖြစ်နေတဲ့ဘဝတွေကြီးဒါတဏ္ဍာရီကလုံးဖြစ်နေတဲ့ဝါရမိုင်းတိုက်နေတာမဟုတ်ဘူး ဒါမျိုးじゃな home a လောပိုင်ရဲကိုထွက်မပြောတော့နည်းနည်းပြင်ဝမ်းနေတာလို့ပူဆွေးတာလို့စောက်ပေါ်တွေ drama ခင်းပြီးတော့ဟမ်ဒါလောက်ရုပ်မာနေတဲ့ကောင်တွေကိုကာကွယ်နေတဲ့အောက်တန်းသားတွေကိုကျွန်တော်အံ့ဩတယ်လူတော်ဟုတ်တယ်လားပြတ်တယ်တခါကြရင်လေကျွန်တော်ကိုယ့်ကိုယ်လုံးကြောက်တယ်ငါတို့ပဲသူတို့ပြောသူတို့အစွန်ရောက်နေတာလားကိုယ့်ကိုယ်ပြန်သွေးရတယ်ငါတို့ပဲတရားနိုးနေတာလားဟမ်မဟုတ်ဘောမတွေအနေနဲ့သူ့ဘက်ကိုယ့်ဘက်လောက်ပဲကြည်တာကြည်ပါ ဘက်ကိုကြည့်ပါမပြောလို့ဒါပေမဲ့ကွာလူမဆန်တဲ့လောက်ရက်ကြီးတွေကို မတရားတာကြီးတို့တရားပါလေလုံးဝမှားနေတာကြီးကိုမှန်ပါတယ်လို့ဝိုင်းအောင်နေတဲ့လောက်ရက်တွေတော့မလောက်ကြပါနဲ့တမဘွားတွေကြီးเนาะခလေးသုံးယောက်နဲ့အယုံနဲ့ကြည်အောင်မှဟိုအခင်းပေါင်းခွန်နေဖြစ်တော့လုံးကြုံကြုံအိမ်မဟုတ်ဘူးဒီမိမနာကနဲ့ဒီကလေးတွေနဲ့ဘလူကလာဆောက်ရှောက်မလဲဟမ်ဘွားတွေကြည်စမ်း တို့ဒါမတိတဲ့ဘုံဓမ္မအသားတွေနဲ့ဓာတ်ပုံပြလည်းမရအိမ်တော်စုဇေယျပြလည်းမရဆိုတော့ဒါအတိုင်းကြီးကိုဘာလုပ်နေတာလဲတပုံဓမ္မအကျမ်းဖက်နေတာပဲရှင်းရှင်းလေးပဲပြည်သူကိုအကျမ်းဖက်နေတာဘာမှစစ်မှုထမ်းဥပဒေမဟုတ်ဘူးဟမ်ကျွန်တော်ပြောမယ်လက်နက်ကင်ပြီးတော့လူ၄၅ယောက်ကအိမ်တဲ့ယုံတွားမယ်ပတ်စံတောင်းရင်ဘာလုပ်လို့ခေါ်လဲဓမ္မတိုက်တယ်လို့မခေါ်ကြဘူးလို့ခင်ဗျားတို့အေးဓမ္မတိုက်ပြီးရင်အဲ့မှရှိတဲ့လူကိုခေါ်ပါမယ်ဘာလုပ်လို့ခေါ်လဲဟမ်ပြန်ပေးဆွဲတယ် အခုလက်ရှိမင်းအောင်တဲ့စစ်သားတွေရဲတွေတနင်္ဂနွေနေ့မှာဓမြတိုက်ပြီးပြန်မင်းစွန့်နေကြတာမဟုတ်ဘူးလားဘာကွာလဲဘာယူနီဖောင်းဝတ်ထားတာလဲယူနီဖောင်းမဝတ်တာအဲ့လားပဲကွာတာလားဓမြတိုက်ပြီးပြန်မင်းစွန့်နေတာတမကြီးအဲ့ဒါအကြီးကိုငါတို့ဘာဖြစ်တာလဲညာဖြစ်ပါလေဆိုပြီးဆက်ပြီးထားမယ်ဆိုရင်တော့မင်းတို့ဖေမှာတစ်ဆုံးထုံးရတိမယ်မှာအဲ့ဒီချိန်ကျမှအောင်မလေးကယ်ပါအောင်ဆိုဘယ်သူမှကယ်လို့မရဘူးနော်ဒါကြောင့်မလို့ကျွန်တော်စောက်မင်းကလက်ကဒါကျွန်တော်ပြုဝင်လင်းပြောတာတော်လိုင်းမှာမလုံနိုင်အောင်မှာ တော်လှန်ရေးကိုဖုံးကွယ်အောင်တော်လှန်ရေးကိုပြည့်စည်အောင်တော်လှန်ရေးကိုဝေဝါအောင် လုပ်နေတဲ့အတိုင်းဝိုင်းရုံတော့ကျွန်တော်တို့ရှုံ့ချတယ်ကန့်ကွက်တယ်နော်အထက်မသိလို့ရှိရင်အရေးယူတဲ့အပိုင်းတွေတော့လုပ်တဲ့ရင်လုပ်တယ်အခု BC တို့ပြောနေကြတယ်နော်အဲ့ဒီ BC ပေါ်မှာလဲကိုရင်းကဆိုဘလောက်ထိပြည်သူအောင်လိုက်နိုင်မလဲကျွန်တော်ရေတက်တော့ခဏရှောက်ပြောလို့မရအောင်သူများ BC ဆိုနေကိုလည်းလိုက်မ BC နဲ့မင်း BC မင်းဘလောက် BC နိုင်မလဲဒါတွေကိုကြည့်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ ပါဇက်ပြောမဟုတ်ပဲနဲ့လက်တွေ့ညီညီညာညာလောက်ကြဖို့အချိန်တန်ပြီမလောက်ပဲနဲ့နားလိုက်ဒီတိုင်းကြီးရပြက်ကြဖို့ရှိတော့လေဘာမှမကြံတော့ဘူးเนาะကျွန်တော်မြတ်မြတ်ခရိုနီကတားသမီးဘလူပါလေစစ်မှုထမ်းမှာစစ်မှုချုပ်တွေတားသမီးဘလူပါလေအဲ့ဒါအဖြစ်ပဲအခုအဲ့ဒီဒီခွေးတွေကိုမြောက်ပင်းနေတဲ့လက်ဆယ်ချောင်းမပြည့်တဲ့ဘောမတွေဆွေပြိုးတားချိတ်ကြီးကိုမှောင်တော့မှဘလူပါလေဟမ်ကြော်စိုးဦးတို့မိသေးတယ်မလားစစ်မှုထမ်းဝင်လေအကောင်လေးဟမ်ကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ငပောက်တို့ ရှေ့တန်းပဲသွားခိုင်းစီရောအဲ့ကောင်တွေကြွားမလားလို့ဟမ်ရခိုင်ရှေ့တန်းကိုပို့ကြည့်တလားပဲသွားနေပြီလို့အများကြီးစိတ်မှုမထမ်းနဲ့နေမလားအဲ့ကောင်တွေသွားရဲလားအဲ့ဒါအဖြေပဲသူများတကာတွေကိုပေအောင်လုပ်နေတာရှင်းပြရင်တော့စစ်တပ်ကိုဖြစ်စည်းနေကြတာဒီစစ်ဘုံချုပ်လူတစုအတိုင်းဝိုင်းနဲ့ဒီစစ်ဘုံချုပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းကဘာလုပ်တာလဲစစ်တပ်ကိုစနစ်တကျဖြစ်စည်းနေကြတာ တိုင်းပြည်ကိုစနစ်တကျဖျက်ဆီးနေကြတာဒါကိုငါတို့ဘငါတို့ဘဆိုရင်တော့အမမင်းတို့ကိုမေကိုလိုးပြီးတော့အဲ့ဒီလိုက်ကြပြီးတော့မင်းမြမပြည်သားတို့မခံနဲ့တော့ခက်ရှင်းရှင်းပဲကျွန်တော်ရိုင်းရိုင်းဟိုရိုင်းရတယ်လို့ပြောလဲမတတ်နိုင်ဘူးတလောက်ဖြစ်နေတဲ့ဟာကိုဒီလင်လူမရလူဟာတွေကိုပဲအော်ဖြစ်နေကြတာအာတော်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 စိတ်ပြက်ဖို့ကောင်းတဲ့တိုင်းကြီးအကောင်းပြောတာမကြည့်ဖြစ်နေတဲ့ဘဝကြီးနော်အဲ့တော့ပြောပြန်ရင်လေငစီရမိုက်ရိုင်းတယ်နေရာတကာပါတယ်ဖြစ်တယ် မပြောပဲကြည့်မြန်နဲ့အဲ့ဒီလင်လို့မရလို့ကိစ္စကဟိုနေရာတည်းတက်နေတာဒီနေ့ထိတက်လို့မပြီးဘူးဒါမျိုးသတင်းကြတော့ပြောမယ်လို့မရှိဘူး